တိမချင်းမပေါ်မှာဝေဖန်ချက်တွေပေးလာခဲ့တဲ့ပြည်သူချင်းမင်းသားဆိုင်းစီတင်ခံနမေးစီတဲ့ဘဝကနေထိတ်တဲနုပညာရှင်တွေရဲ့ပစက်ဖြားကိုရောက်ခဲ့တဲ့တိနမေးကျော်လာခဲ့တဲ့ဖတိမချင်းမောင်းတရေကန်စာတာဟာတမျိုးတစ်ပြုံကြည့်ရင်တော့အားကြဖို့ကောင်းတဲ့အရာပဲဖြစ်ပါတယ်။ကန်ညာဆန်းတို့တည်းရင်ဘေးရမလိုက်မမီတဲ့အထိအရှိပြင်းနဲ့ဘဝတစ်စစ်ချို့ကိုရောက်ရှိနိုင်တယ်လို့ရှေးလူကြီးတွေရဲ့ပြောစကားတွေသာကြားခဲ့ရပေမယ့်ယနေ့ခေတ်မှာတော့ဘာမဟုတ်တဲ့အရာလေးနဲ့နေချင်းညာချင်းကြီးဝါအောင်မြင်နေရတွေကို ကိုတွေ့မြင်ရပြီဖြစ်ပါတယ်။အခုလိုနေချင်းညာချင်းတရဲမနဲ့နဲ့လူအများကြီးမှထင်ပေါ်ကျော်ကြားခဲ့ပြီးရောလူတွေရဲ့အကောင်းဆုံးဝေဖန်မှုတွေကိုရရှိနေခဲ့တဲ့ဖက်တီမာချင်းမောင်ကတော့သူမရဲ့ဝမ်းစာကျေးဇူးရှင်ဖြစ်တဲ့စားတော့ကုန်ချင်းမောင်နဲ့ပတ်သက်ပြီးနာမည်ကြီးစားမာတွေကဝေဖန်ခံခဲ့ရတာပဲဖြစ်ပါတယ်။တန်ရှင်းတရမှုနဲ့လမ်းဘေးစားစားဖြစ်တဲ့ပြင်အချိန်မောင်းလေးဖြစ်တာကြောင့်မြန်မာပြည်ရာသီဥတုနဲ့ဝမ်းပြဝမ်းလျှော့ဖြစ်ဖို့အကြိုက်ဆုံးစားတော့ပဲဖြစ်ပါတယ်။ တရရမကတော့တကယ်လေလိုအပ်တဲ့ဖက်တီးမချင်မောင်းဟာတုံးထားတဲ့ငပီရဲ့မြုပ်သီးမုံနဲ့အရောင်တိမ်မုံတို့ဟာအသက်ယောဂါနဲ့ကေဆာယောဂါကိုအဖြစ်များစေတဲ့အရာတွေဖြစ်တဲ့တွေ့လူတချို့ကတော့အမြဲတည်းပေးပြောကြတာပဲဖြစ်ပါတယ်စားသုံးသူတွေနဲ့မနာလိုသူတွေကြားမှာအချင်းများတဲ့အထိဖြစ်ခဲ့ကြတဲ့ဖတိမချင်းမောင်ကိုပြည်သူစစ်တဲ့ဆရာဝန်တယောက်စာမင်းသားလေးစိုင်းစီတုံခန်းကအခုလိုမှတ်ချက်ပေးခဲ့တာပဲဖြစ်ပါသည်။စိုင်းစီတုံခန်းတို့ဟာဆရာဝန်မျိုးရိုးဖြစ်ပါသည်။အဖေဖြစ်သူဒေါက်တာစိုင်းမောင်ခန်းကလည်း စေနာသဘောတိတ်ကောင်းတဲ့ဆရာဝန်ကြီးဖြစ်ပြီးတော့ကုန်တရင်မြဲမွေးတမြဲပဲဖြစ်ပါ ರಿ အနုပညာလုံးနဲ့ကန်ဆက်ရင်ဒီလောကရဲ့ကိုရောက်လာခဲ့တာဖြစ်ပေမဲ့အခုချိန်ဒီလေးစေပညာနဲ့ပင်မှာအလုံးလုံးနေစေဖြစ်ပါ ರಿ ဒါကြောင့်အလက်တလုံးနမဲကြီးနေတဲ့ဖတိမကျမပေါ်မှာသူ့ရဲ့ထင်မြင်ချက်ကိုအင်တာဗျူးမှာပညာသားပပနဲ့ဖြေဆိုခဲ့တာပဲဖြစ်ပါ ರಿ မန်လေးမြို့လိုအစားတောက်ဆောင်တဲ့မြို့မှာအစားအစာနဲ့ပတ်သက်ရင်လူတို့ရဲ့အမြင်ကတိတ်ကိုမှကြီးပါ ರಿ လမ်းမေးစားစားမို့ရင်နာစားမို့ အစားတော့ကိုကေးထဏာကလိုက်ပြီးကိုလိုကိုကိုကဲစစ်စစ်နေမယ်ဆိုရင်အခြေခံလူတဲ့စားရရဲ့အရင်နေ့တဲ့လမ်းမေးစာတွေကဘလို့မှရောင်းလို့ရမှာမဟုတ်ပါဘူး။ဒါကြောင့်အစားတော့နဲ့ပတ်သက်လာရင်ကို့အသိဉာဏ်နဲ့ဆင်ခြင်ပြီးတော့စားဖို့အသိပေးထားတာပဲဖြစ်ပါရည်။စိုက်စစ်တိုကန်အားနည်းအေးပြီးတော့တင်ငိမ့်တဲ့အတွက်ကြောင့်ပရိသတ်တွေတတိထားမိလာကြတဲ့မင်းသားတစ်လက်ဖြစ်ပါရည်။အစင်တန်းရှိပြီးတော့စကားကိုလုံရင်တူရှင်ပြောတတ်တဲ့သူ့ရဲ့ပုံစံကြောင့်လူအများကကြက်တင်တက်ကြတာပဲဖြစ်ပါရည်။အခုကမှလည်းတနိုင်ငံလုံးကပြစ်တယ်ပြောဆိုနေတဲ့ဖတိမာချင်မောင်းတွေကိုနည်းနည်းလေးမှထိခိုက်လို့စိတ်မရှိဘဲနဲ့ပညာသား ပပါနဲ့ဖြစ်သည့်ဖြစ်တတ်တာကိုပြောကြားသွားလို့လူတွေချီးကျူးနေရပဲဖြစ်ပါတယ်။ အခုခေတ်မှာမြင်းမြင်တွေ့နေရတဲ့အသက်ပြားနဲ့ကုန်မောင်းနေကြတဲ့ဆရာဝန်တွေလို့အပြစ်တင်ပြောဆိုတာမျိုးလုံးဝမလုပ်ဘဲလေးပြေအေးလေးနဲ့အနေရရှိတဲ့မိကွန်းကိုအခုလိုရှောင်ကွေးဖြည့်ဆို့သွားတာပဲဖြစ်ပါတယ်။ဒါကြောင့်စိုင်းစီတွက်ကပ်ပေါ်မှာပို့ပြီးတော့လေးစားအပေးကြတဲ့ပရိသတ်တွေနဲ့သူ့ရဲ့ဖြေကိုထောက်ခံတဲ့သူတွေများစွာပေါ်လာတာဖြစ်ပါတယ်။နာမည်ကြီးတဲ့ပို့ကြည့်လာပြီးတော့ခရက်ပေါင်းစုံထနေတဲ့ဖတ်တီမှချက်မပေါ်ဝေဖန်ခဲ့တဲ့စိုင်းစီတွက်ကပ်ရဲ့ဖြေနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်လေးတွေရှိရင်လေးကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။အပင်းနှစင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝေစား ားစရာကောင်းတဲ့ဆယ်လီတွေနုပညာရှင်ရဲ့ဒီနေ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တမမေးကြပါနဲ့ဦးရှင်။အားပေးနိုင်စေခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။